ပန်တို့ကြောင့်မနာနိုင်ဘူးလို့လူအများစုကပြောနေကြပေမဲ့ပွဲနေကြရင်အမြင်တွေကိုပြန်ပြန်လာပြစ်မှဆိုတဲ့ကြော်ချူရပါပိတ်တမြအားလုံးပဲမင်္ဂလာပါရှင်နေဆုံးပိတ်ကနေပြန်လဲကြိုးဆိုလိုက်ပါတယ်ကြော်ချူရပါဆိုတဲ့လူငယ်လေးကဘလောက်ထိစိတ်ကြပြင်းထန်နေလဲဆိုတာသူစကားတွေကိုနားထောင်ရင်ရင်ထဲမှာတခုခုတော့လှုပ်နှိုးလိုက်တယ်လို့ခံစားရပါတယ်ဒီကောင်လေးကပန်တို့ကြောင့်ဖလိုင်းဝိတ်တန်းရဲ့ကနဝေးချန်ပီယံကိုရင်ဆိုင်ဖို့အသင့်ဖြစ်နေပြီသူရဲ့ဆရာထစ်တာမှုက ။တောင်တလန်းတစ်ခုကိုအပြေးတက်နေတယ်လို့အားအပြည့်နဲ့မြင်နေရပါတယ်။သူကပြောလာပါတယ်ကျွန်တော်ပန်တို့ကြောင့်တတိယရှိမှလည်းထိုးတွားမယ်။ဒါမှမဟုတ်လဲငါးရှိစလုံးစပွဲတစ်ခုလို့ကစားတော့မှမှာဆိုပြီးတော့ဖြစ်ပါတယ်။ဒီစကားကဘယ်လောက်ထိရဲရင်လဲဆိုတာပိတ္တများလည်းစဉ်းစားကြည့်ရင်ချက်သိမ့်တွေတောင်ထမှန်ထင်ပါတယ်။ပန်တို့ကြောင့်ဆိုတာကဖလိုင်းဝိတ်တိုင်းအပင်တပါလို့ပါပဲ။ဒါပေမဲ့ပန်ကသူ့ကိုမကြောက်ဘူး။သူ့မှာယုံကြည်ချက်ရှိတယ်။အိမ်မက်ရှိတယ်ပြီးတော့သူ့ရဲ့အချိန်ကိုဖန်ဆုပ်ဖို့အသင့်ဖြစ်နေပါတယ်။ယေရှုဝါဘာဆိုတာမြန်မာပြည်ဖွားဖိုက်တာတယောက်ဖြစ်ပြီးသူ့ရဲ့အောင်မြင်မှုတွေကသူ့ရဲ့ဇွဲလုံးလားနဲ့ ဆေးရထစ်တံမှုကနေပေါက်ဖွာလာတာပါသူစကားထဲမှာသူအများစုကကျွန်တော်ပန်းတို့ကြောက်ကိုမနိုင်နိုင်ဘူးလို့ပြောနေကြတယ်ဆိုပြီးတော့ပြောထားပါတယ်ဒါကသူ့ပတ်ဝန်းကျင်ကသူ့အပေါ်တန်တရားရှိနေတာကိုပြပါတယ်လူတွေကပန်းတို့ရဲ့အကုန်တည်တင်းကိုကြည့်ပြီးဘန်ကအဒီပွဲမှာအနိုင်ရဖို့ခက်ခဲမယ်လို့ထင်နေကြတာပါဒါပေမဲ့ဘန်ကအဲ့ဒီတန်တရားတွေကိုကိုယ်ယူမဆိုင်ပါဘူးသူကပြောပါတယ်ကျွန်တော်အဲ့စကားတွေကိုအာယုံကိုမထားတာပါဆိုပြီးတော့ပဲဖြစ်ပါတယ် ဒီလိုစိတ်ဓာတ်မျိုးကလူငယ်တယောက်ရဲ့အိမ်မက်ကိုဘယ်လောက်ထိတွန်းပို့ပေးနိုင်လဲဆိုတာသိတာလှပါတယ်။သူရဲ့ယုံကြည်ချက်ကဘယ်ကနေလာတာလဲဆိုတော့သူ့ရဲ့အသွေးဂျုံကနေလာတာပါ။သူကရနရိုဝါနဲ့ပွဲတော်ကလည်းအလားတူအခြေအနေကိုရင်ဆိုင်ခဲ့ရဖူးပါတယ်။အဲတုန်းကလည်းလူတွေကသူ့ကိုအထင်တီးခဲ့ကြတယ်။ကျွန်တော်တောင်မှသူလုတ်ပြနိုင်ပါမလားဆိုပြီးတန်တရားဝင်ခဲ့မိသေးတယ်။ဘန်ကအဆင်သင့်မဖြစ်သေးဘူး။လူစားဝင်ထိုးပြီးအကျိတ်ခံရမယ်ဆိုပြီးတော့လူတွေကပြောခဲ့ကြတယ်။ဒါပေမဲ့ဘန်ကအဲစကားတွေကိုမဟုတ်ကြောင်းတိတိပြခဲ့တယ်။ သူကရိုဘာကိုအနိုင်ယူပြီးလူတွေရဲ့မျက်နှာပေါ်ကအတန်တရားတွေကိုဖြစ်စည်းပစ်ခဲ့တယ်။နောက်တော့ပါဆစ်ဖြစ်သွားလဲခင်ဗျားတို့လည်းသိပါတယ်ဆိုတော့သူစကားကသူ့ရဲ့ယုံကြည်မှုကိုပြပြဝဝအချိန်ကပြတ်တန်းနေတယ်။ဒီလိုအတွေ့အကြုံတွေကပန်ကိုပို့ပြီးတော့တမန်လာစေခဲ့ပါတယ်။သူ့ရဲ့စိတ်ဓာတ်ကတမန်နစ်လိုခိုင်မာနေတဲ့အနေအထားမျိုးတော့ဖြစ်နေလောက်ပါပြီ။သူကပန်တိုဂျာလိုဂုံတရင်ကြီးမားတဲ့ဖိုက်တာကိုရင်ဆိုင်ဖို့မကြဘူးလို့ဆိုထားပါတယ်။သူစီမံသူ့ရဲ့အိမ်မက်ရှိတယ်၊သူ့ရဲ့ပန်းနိုင်ရှိတယ်ပြီးတော့သူ့ရဲ့အရှင်ကိုဖမ်းဆုပ်ဖို့အဆင်သင့်ဖြစ်နေပြီဆိုတာ ျွန်တော်တို့ထင်ထင်ချက်ချမြင်လာရတယ်။ဘန်ရဲ့အိမ်မက်ကပါလဲဆိုတော့သူကဖလိုင်းဝေတန်းရဲ့ချန်ပီယံခပတ်ကိုရဖူးရှင်တာပါ။ဘန်တို့ကြလို့ချန်ပီယံကိုအနိုင်ယူပြီးခပတ်ကိုလူယူဖို့ဆိုတဲ့သူ့ရဲ့စိတ်ကူးရင်အိမ်မက်ကအရှင်အဟုံးကောင်းကောင်းနဲ့ရှင်တန်လို့နေပါတယ်။ဒါကလူငယ်တယောက်စီမှာမဲလေးရှိတဲ့တဲ့အိမ်မက်တွေရဲ့အနှစ်သာရပါပဲ။လူငယ်တွေကအိမ်မက်မဲ့တယ်။ပြီးတော့အိမ်မက်တွေကိုလက်တွေ့ဖြစ်အောင်ကြိုးစားတယ်။ပန်ကလည်းအဲ့ဒီလူငယ်တွေထဲကတယောက်ဖြစ်တယ်သူရဲ့အိမ်မက်တွေကပန်တို့ကြောက်ကိုတတိယအချိန်မှာအလဲထိုးဖို့ပဲဖြစ်ဖြစ် ငါးချီစလုံးစစ်ပွဲတစ်ခုလိုကစားပွဲဖြစ်ဖြစ်သူ့ရဲ့ပန်းနိုင်ကရှင်းပါတယ်သူ့ရဲ့အချိန်ကိုအမေအရာဖမ်းဆုပ်ဖို့ပါကျွန်တော်ဘာလုပ်နိုင်လဲဆိုတာကျွန်တော်သိရဆိုတဲ့သူ့ရဲ့စကားကသူ့ရဲ့ယုံကြည်ရှိရဲ့အဓိကအချက်ပါပဲဒီလိုယုံကြည်ရှိမျိုးကလူငယ်တယောက်ကိုဘလောက်ထိတွန်းပို့ပေးနိုင်လဲဆိုတာစဉ်းစားကြည့်လို့ရပါတယ်သူကပန်းတို့ကြောင့်ကိုရင်ဆိုင်ဖို့အကြောင်းမနေဘူးဒါပေမဲ့ပန်းတို့ကြောင့်ကိုမလေးမစားလို့တာမျိုးတော့မဟုတ်ပဲပန်းတို့ကြောင့်ရဲ့အကုန်တည်င်းကိုအတိအမှတ်ပြုပါတယ်သူကဖလိုင်းဝေတန်းရဲ့အကြီးကျယ်ဆုံး အခါနာဆုံးကစားသမားတွေထဲကတူဦးဆိုတာလူတိုင်းသိပါတယ်ဆိုပြီးသူကပြောထားပါတယ်ဒါပေမဲ့သူကအဲ့ဒီကုန်တတင်းကိုကြောက်မနေဘူးသူကအဲ့ဒီကုန်တတင်းကိုစိန်ခေါ်ဖို့ရွေးချယ်ခဲ့ပါတယ်ဒီငယ်တယောက်ရဲ့အိမ်မက်ဆိုတာပါလဲဆိုတော့သူ့ရဲ့ပန်းနိုင်ကိုရောက်ဖို့အသားစီးတွေကိုဖျက်ကျော်ဖို့တတ်သိရှိတာပါပဲဘိုင်းရဲ့အိမ်မက်ကပန်းတို့ရောက်ကိုအနိုင်ယူဖို့ဆိုတာလည်းကူတဲ့လမ်းမဟုတ်ဘူးပန်းတို့ရောက်ဆိုတာချန်ပီယံခပ်ကိုနောက်လျှောက်ကာကွယ်လာတဲ့အလူတယောက်ဖြစ်ပါတယ်သူ့ရဲ့တိုက်ခိုက်မှုပုံစံ သူ့ရဲ့အတွေ့အကြုံသူ့ရဲ့အောင်မြင်မှုတွေကသူ့ကိုဖလန်းဝေတန်းရဲ့အကြီးကျယ်ဆုံးဖိုက်တာတွေထဲကတယောက်ဖြစ်စေခဲ့တယ်။ဒါကိုပန်လည်းသိပါတယ်။တမဲသူကအဲ့ဒါကိုစင်ကုပ်ဖို့ရွေးချယ်ခဲ့တယ်။လူတိုင်းမှာသူ့အချိန်နဲ့တူရှိပါတယ်။အခုကျွန်တော်အချိန်မှပဲဆိုတဲ့သူစကားကပန်ရဲ့စိတ်ဓာတ်ကိုပြသနေပါတယ်။ဒီလိုစိတ်ဓာတ်မျိုးကလူငယ်တယောက်ကိုဘလောက်ထိအားပေးနိုင်လဲဆိုတာစဉ်းစားကြည့်လို့ရပါတယ်။သူကသူ့ရဲ့အချိန်ကိုဖန်ဆုပ်ဖို့အဆင်သင့်ဖြစ်နေပါတယ်။သူ့ရဲ့အိမ်မက်ကသူ့ကိုတွန်းအားပေးနေပါတယ်။သူ့ရဲ့ယုံကြည်ချက်ကသူ့ကိုရှေ့ဆက်ဖို့တွန်းအားပေးနေပါတယ်။ ဒီလိုစိတ်မျိုးနဲ့အပံကအောင်မြင်မှုတွေရယူဖို့ရှေ့ဆင်းနေပါတယ်အဆုံးထိကြီးစုပေးခဲ့ကြတဲ့အတွက်အားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်ချင်း